အဓိကမသာသနာကွယ်သွားပြီဆိုတော့ဘာကြံသေးတုံဆိုပฏิပတ္တိသာသနာတော်ကြီးကျမ်းနေအောင်ပါပါနော်ပฏิပတ္တိသာသနာကြီးကျမ်းနေအောင်ပဲလို့ဒီလိုဆိုလို့ရအဲ့တော့ကျမ်းနေသေးတယ်ဆိုတော့ဒီ9000ထောင်အပြင်လားလို့မေးမယ်ဆိုလို့ရှင်တော့အပြင်လို့တော့ပြောလို့တော့မရနိုင်ဘူးနော်အကျင့်နဲ့မျက်မှောက်ပြုရတဲ့တရားတစ်ဆက်တည်းပဲဖြစ်မှာပေါ့ တစ်တ်ဖြစ်မှဖြစ်တော့6000လားလို့မေးစရာရှိတယ်6000လို့တော့ပြောလို့မရဘူးเนาะကျင့်နေဆိုတာလေဒီ9000အတွင်းမှာပဲဖြစ်မယ်ပေါ့အေးနောက်ပိုင်းရောက်လာတဲ့အခါကျတော့ဒီတဲ့စောပြီးတော့လဲ क्वे သွားနိုင်တယ်နောက်ပိုင်းရောက်တဲ့အခါကျတော့တီလာကိုတော့ဖြည့်ခြင်းညတယ်တီလာဖြည့်ခြင်းတယ်တီလာလုံးလုံးချုံချုံဖြည့်ခြင်းပြီးတော့ ဒီတပ္ပရဝိပဒနာအကျင့်နေကျင်ရတယ်ပေါ့ချင့်တဲ့အခါမှာသိပြီးတော့ကြိုးကြိုးဆန်းဆန်းလုပ်ကြတာမဟုတ်သေးတဲ့အတွက်ကြောင့်တရားစခန်းလေးဝင်လိုက်သွားကျင့်လိုက်ပြန်လာလိုက်နဲ့တဖြည်းဖြည်းနဲ့သောတပန်အဆင့်လည်းမရောက်ဘူးတရားဓုတရားမြတ်လည်းမရဘူးဆိုတဲ့နောက်ပိုင်းရောက်လာတဲ့အခါကျတော့ကျင့်နေလို့လည်းဘာမှဖြစ်မှာမဟုတ်ပါဘူး နော်ကျင့်နေလို့လည်းဘာမှဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့အကျင့်တရားတွေကိုလက်လျှော့လာတဲ့အနေအထားမျိုးရောက်လာနိုင်တယ်တဲ့ဒါကခဏလမ်းလက်ဖြန်လာမေးမနေနဲ့ခဏပဲလက်လျှော့လာတာတွေများလာပြီလေခဏကခစ်အနေနဲ့ရနိုင်တဲ့အခြေအနေတွေကိုပြောတာတကယ်ဖြစ်နေသလားလို့ဆိုတာကခြင်းတဲ့ပုံမှာမူတည်တယ်ပေါ့ဒါကြောင့်မလို့ သာသနာ9000အတွင်းမှာပဲဟောဒီပฏิပတ္တိသာသနာဆိုတာလဲကွဲသွားနိုင်တယ်လို့ကျင့်သည့်အတွက်ကြောင့်တရားဓုတရားမြတ်လည်းဒီကနေ့ခေတ်မရတော့ပါဘူးလို့ဇွဲလုံးလာတွေလျှော့သွားပြီကိုကျင့်သီလလေးလောက်နဲ့ကျင့်တတ်နေသေးသမျှတော့ပฏิပတ္တိသာသနာတော်ကြီးရှိနေသေးတယ်လို့ပဲပြောရအောင်ရှိနေသေးတယ်သာသနာပေါ်ဝင်ပြီးတော့ ယန္တရားချင်းချင်းကြုတ်ကုတ်အထုတ်တဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးမှာကြီးမားတဲ့ပြမှုကြီးလို့ပြောရမယ်ပါရာဇိကတိခါဘုတ်၄ပါးကိုလုံလုံချုံချုံထိမ့်သိမ့်နေသည်များကာလပတ်လုံးပฏิပတ္တိသာသနာမကွယ်သေးဘူးလို့ပြောရမယ်နော်ယဟန်ဘုရားလည်းယက်တည်နေသေးတယ်အဲ့တော့ပฏิပတ္တိရဲ့အပြည့်ဟာယဟန်နေမှာရှိနိုင်တယ်ပေါ့ယဟန်နေရှိရ အေးပါရစိတ်ကမကြသေးတဲ့ပုဂ္ဂိုလ်တွေရှိနေသေးသမျှကလပတ်လုံးပฏิပတိသာသနာတော့မကွယ်သေးဘူးလို့ဒီလိုပြောရမယ်တဲ့နောက်ဆုံးကြတော့ပါရစိတ်ကတိခါဗုဒ္ဓထီအောင်မထိန်နိုင်တော့ဘူးသို့မဟုတ်ထိန်တဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးအဲ့ဒီပုဂ္ဂိုလ်ပြန်လုံတော်မူသွားပြီသို့မဟုတ် ပရာဇိကပြည့်မှုကိုကျွလွန်တဲ့ပုဂ္ဂိုလ်ရည်ကြီးဖြစ်သွားပြီဆိုလို့ရှိရင်တော့ပฏิပတ္တိသာသနာတော်ဟာကွယ်သွားပြီလို့ပြောတာ